thank uh you -huh. မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။မေယောင်လိုင်းကိုဖိတ်ခေါ်တဲ့အတိုင်းဆိုရကိုရှင်းလင်းချက်ပေးဖို့ထိုင်းလွတ်တော်မှများတောင်းဆိုရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဘတ်စကောင်းဆောင်မေယောင်လိုင်းကိုဘင်းစတက်စီဝေးကိုတက်ရောက်ဖို့ဖိတ်ခေါ်တဲ့အတိုင်းဆိုရဘွဲကိုရှင်းလင်းချက်ပေးဖို့ထိုင်းလွတ်တော်မှတွေကတောင်းဆိုလိုက်ကြောင်းသိရပါတယ်။မေယောင်လိုင်းကိုဗန်ကောက်မြို့ကိုဖိတ်ခေါ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးထိုင်းဝင်ကြီးချုပ်ဖေတောင်တန်နာဝထရာအစိုးရဖွဲ့ရင်းနဲ့ဖြည့်ရှင်းပတ်ပေးဖို့ထိုင်းမှတ်တွေကလွတ်တော်ကတဆင်တောင်းခံနေပါတယ်။အေပီလ3ရက်နေ့ဗန်ကောက် ောင်မျိုးမှာကျင်းပမယ်ဘင်္ဂလားပင်လယ်အော်ပူးပေါင်းဆောင်ရွက်ရေးဖွဲ့လို့တည်ကြတဲ့ဘင်းစတက်အစည်းအဝေးကိုမြန်မာစစ်ကောင်ဆောင်မင်းအောင်လိုင်ကိုလက်ရှိထိုင်းဆိုရဖွဲ့ကဖိတ်ခေါ်ထားတာပါမင်းအောင်လိုင်ကဘန်ကောက်မြို့ကိုဒီကနေ့ AB 3ရက်နေ့လယ်ပိုင်းမှာရောက်ရှိမယ်လို့လည်းထိုင်းသတင်းတွေကဖော်ပြထားပါတယ်တရားမျှတ၏ပါတီမှနှွတ်တော်မှန်ကန်နာဝင်ကမြန်မာစစ်အာဏာရှင်ဟာပြည်နိုင်ငံဘဲထိတ်တီးအစည်းအဝေးမှာတက်ရောက်ခွင့်မရတာကြားပါပြီရုရှားတို့တရုတ်တို့ပဲသူ့ကိုအဖက်လုပ်ပြီးဖိတ်ပါတယ်အဲ့ဒီနိုင်ငံတွေပဲသွားခင်ရပါတယ်ဒါပေမဲ့မင်းအောင်လိုင်တတရားမျှချေချတဲ့နိုင်ငံကထိုင်းနိုင်ငံနဲ့ပြားလို့ပြော 瓦林。 အရက်သားပြည်သူများရှိရာနေရာတွေကိုနေစဉ်ပုံကျဲတိုက်ခိုက်နေတဲ့မြန်မာစစ်အာဏာရှင်ကောင်းဆောင်မင်းအောင်လိုင်ကိုထိုင်းဆိုရကဖိတ်ကြားထားတဲ့ကိစ္စကိုတိုင်းပြည်သူတွေကိုရှင်းလင်းချက်ပေးဖို့တောင်းဆိုခြင်းဖြစ်တယ်လို့ကန်နာဝီကဆိုပါတယ်စစ်ကောင်စီဘက်ကငနေလောက်ခတ်တဲ့မလ28ရက်နေ့ကနေ31ရက်နေ့အထိလေကြောင်းတိုက်ခိုက်မှုပေါင်းအကြိမ်20လုံးဆောင်ခဲ့ပြီးမြန်မာပြည်သူအရက်သားစနအုပ်ထိတည်ဆုံခဲ့ရတယ်လို့တရားမျှတ၏ပါတီမှလွှတ်တော်မှကန်နာဝီကသတင်းဌာနတွေကိုပြောဆိုပါတယ်မြန်မာနိုင်ငံအတွင်းကဒီမိုကရေစီအင်အားစုတွေပါဝင်တော်လှန်ရေးလှုပ်ရှားဆောင်ရွက်နေတဲ့ဖွဲ့ ွင့်စည်းတွေနဲ့နိုင်ငံတကာဖွဲ့စည်းတွေကလည်းမင်းအွန်လိုင်းကိုလိုလိုလားလားဆက်ဆံနေတဲ့ထိုင်းဆိုရဖွဲ့ကိုကန့်ကွက်ထားကြပါတယ်။နောက်ထပ်တပုတ်အနည်းနဲ့အကြံဖက်မင်းအွန်လိုင်းလီယင်မှုဒုတိယပုံမူကြီးမင်းမင်းဆိုမောင်းနေတဲ့စစ်တပ်အထူးလီယင် Forgasmt F28070 လီယင်မတ်002နဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ရောက်ရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စကောင်းဆောင်မင်းအွန်လိုင်းကဒီကနေ့မနက်ပိုင်းလီတက်မလီယင်မှုဒူမူကြီးမင်းမင်းဆိုမောင်းနေတဲ့စစ်တပ်အထူးလီယင် Forgasmt လီယင်အမတ်002နဲ့ ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်ရှိပါတယ်။ မင်းအောင်လိုင်းကဧပြီလ3ရက်နေ့စစ်တပ်အထူးလေးရင်နဲ့နေပြည်တော်မှဘန်ကောက်မြို့ကိုထွက်ခွာခဲ့တာဖြစ်ပြီးထိုင်းဝင်ကြီးချုပ်ရဲ့ဖိတ်ကြားချက်အရဘင်းစတပ်စီဝေးတက်ရောက်ဖို့ရောက်ရှိလာတာပါမင်းအောင်လိုင်းလိုက်ပါမယ်စစ်တပ်အထူးလေးရင် Focus 70 F28007 0လင်းရင်အမှတ်002ကိုဒုတိယဗိုလ်မှူးကြီးမင်းမင်းစောကလင်းရင်မှုဖြစ်၎င်းဗိုလ်မှူးနေထုံးကအကူလင်းရင်မှုဗိုလ်ကြီးမင်းမင်းထိုင်ကအကူလင်းရင်မှုဗိုလ်ကြီးအောင်ကျော်မြင့်ကနေချောင်းအင်ဂျင်နီယာဖြစ်၎င်းဗိုလ်ကြီးတော်ချိုတတ်တာကနေချောင်းလမ်းညွန်အရာရှိဖြစ်၎င်းလိုက်ပါလ ားခဲ့ပါတယ်။ဘန်ကောက်မှာစီးဝေးတက်ဖို့အတွက်နိုင်ငံခြားရေးဝန်ကြီးတန်းဆွေနဲ့မင်းအောင်လိုင်းတို့နောက်စလုံးမှာစစ်တပ်အထူးလေးရင်နဲ့တစည်းတဲ့လူလာခောက်ပြန်အတုံးပြူနေတာဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်ရှင်။ ငလင်းနမိတ်ကစစ်ကောင်စီညီကုန်းချုပ်ဖို့နမိတ်ဖြစ်တဲ့ဆိုရင်ကြောင်းတင်ဆက်ပေးပါမယ်။ကောလာဟာလာနဲ့အတင်မိန်ပြန့်နှံ့မှုတွေကိုစင်စားဖြတ်တောက်တဲ့နိုင်ငံမှာမြန်မာပြည်သူတွေကအခုနောက်ဆုံးကတ်စုံကအစိုးရပြောင်းလဲဖြစ်မဲ့နမိတ်ဟုံဟုံမိကုန်းထုတ်နေကြပါတယ်။မလ28ရက်နေ့ကဖြန့်အားပြင်းငလင်းအကြအခြေအနေစိုးရွားနေချိန်တင်းရင်းရှင်မိကုန်းတကူငလင်းနောက်ဆက်တွဲဖုံလုံးများအကြထွက်ပေါ်နေစေဖြစ်ပါတယ်။ဒါကပြည်တွင်စင်ကြောင်းဒုက္ခရောက်နေတဲ့နိုင်ငံမှာနောက်ထပ်စိတ်ဒဏ်ရာဖြစ်စေတဲ့ပြည့်၍လွှာများအပြင်းအထန်ပေါ်တိုင်မိပြီးငလင်းလုံချင်းဟာ စစ်ကောင်စီကြဆုံးမဲ့နမိတ်ဖြစ်နိုင်သလားဆိုတဲ့မေးခွန်းဖြစ်ပါတယ် စစ်တပ်က80ပြည်တော်လှန်ရေးနေ့စစ်တပ်ကတမရော်နီကိုရခိုင်စင်အုပ်စုကရှင်ရွက်ချက်ရှိရှိတိစောက်ခဲ့တဲ့မြို့တော်နေပြည်တော်မှာစီးရေးပြချီတက်ပြီးနောက်တရမှာအနည်းဆုံးလူ2000ကျော်တိဆုံတမမုံအဲ့ဒီထက်များစွာတိဆုံနိုင်တယ်လို့သိရတဲ့ငလင်အပြင်အထံလောက်ပါတဲ့စင်ကဲဖြစ်စဉ်တွေကိုလေ့လျူရှုထားလို့မရပါဘူးအတိတ်နမိတ်တွေနဲ့ကောလာဟာလာတွေကိုတရင်အချက်လက်စည်းစိမ်မှုမရှိသလောက်ဖြစ်တဲ့အာနာရှင်နိုင်ငံမှာအလေးထားကြတာကကာလကြာမြင့်ပြီဖြစ်ပါတယ်လွန်ခဲ့တဲ့လီနစ်ကဆင်အာနာသိမ့်တဲ့အခါအာနာသိမ့်ဗိုလ်ချုပ်တွေကနိုင်ငံကိုပိတ်ဆို့ပြီး အယူသီးခြင်းနဲ့ဝါရဖြန့်ချင်ကိုးကွယ်မှုတို့ပြန်လည်တွန်းပို့ပါတယ်အတိတ်နမိတ်တွေနဲ့ကောလာဟာလာတွေကိုတရင်အချက်လက်စီစဉ်မှုမရှိသလောက်ဖြစ်တဲ့အာနာရှင်နိုင်ငံမှာအလေးထားကြတာကကာလကြာမြင့်ခဲ့ပါပြီ အဲဒီနောက်ငလင်းများရေကမြန်မာမှာအမြင့်ကောင်းကောင်းတွင်နေတဲ့နက်ခတ်ပြက်ကလေးမှာပါဝင်လာပါတယ်။မတ်လငလင်းကမြို့များပြည့်စည်တဲ့နမိတ်ဖြစ်ပြီးဇူလိုင်လငလင်းကပင်ရင်များအုတ်ချုပ်သူများဖြုတ်ချမဲ့နမိတ်ဖြစ်တယ်လို့လူအများကယူဆပါတယ်။မန္တလေးမြို့ရိုးဘော်ကပြည့်စည်သွားတဲ့ပြတ်သက်တစ်ခုကိုလည်းတွေ့မြင်ရပါတယ်။စစ်ကောင်စီကမြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီးငလင်းတန်းအပြင်းထန်ခံရတဲ့မန္တလေးမြို့ကဲ့သို့မြို့ကြီးများမှာအခိုင်အမာရှိနေပါတယ်။အခုတဘာဝဘေးအန္တရာယ်ကသူကြုံမှုသမျှမှာအဆိုးရွားဆုံးဖြစ်ကြောင်း အသက်89နှစ်ရှိပြီဖြစ်တဲ့တော်မာလာမြင့်ကပြောပါရင်အငိမ့်စားချောင်းဆရာမကြီးဖြစ်တဲ့တော်မာလာမြင့်ကသူ့ရဲ့ဟော်ကိန်းကိုစူလိုက်လာထိအောက်မထားနိုင်တော့ပါဘူးအခုလိုပြင်းထန်တဲ့ငလင်တွေကရက်ဆက်ကြမ်းကြုတ်မင်းကျင်တရားနဲ့မညီတဲ့အုပ်ချုပ်သူကိုတဘာဝတရားကဒဏ်ခတ်အဖြစ်ပေးတာဆိုတဲ့ဆိုယိုးစကားကျမတို့မှရှိရင်လူတွေအများကြီးတက်ပြီးတော့မင်းအောင်လိုင်ကတဘာဝတရားရဲ့အဆုံးဖြတ်ကိုခံနေရပြီလို့၎င်းကပြောပါရင်သူတက်ထားတဲ့လူတွေအရှိုးတွန်ပြီးလို့တော်မာလာမြင့်ကပြောပါရင်မြန်မာမရွှေကောက်ခံအစိုးရကိုမင်းအောင်လိုင်ဖြုတ်ချပြီးရင်နောက်ပြည်ရင်းစ ဖြစ်နေတဲ့ပိုင်းနဲ့နေမြေအများစုကတော်လိုင်းအရာစုလက်မှာရှိနေပြီးစစ်တပ်ကမျိုးကြီးများမှခန့်စစ်ပြင်းနေတဲ့စစ်ကောင်စီကအရက်သားဒေသတွေကိုလေကြောင်းမှအကြမ်းဖက်ပြီးမကြသေးမီကာလမှာဂါဇာဒေသထပ်တောင်ပြင်းထန်နေ တိုင်းဒေသနဲ့ကိုင်များအတိုက်ခံနိုင်ငံရေးသမားများဒရုန်းစစ်စင်ရေးကိုဖြစ်နိုင်တဲ့နေရာများမှာဖော်ဆောင်နေတဲ့ဤပညာနိုင်စားတဲ့လူငယ်များစားတဲ့အဖွဲ့မျိုးမျိုးရှိမြမတော်လိုင်းအင်အားစုတွေကနိုင်ငံတကာထောက်ခံမှုမရတလို့ရှိပြီးအပြင်းအထန်တိုက်ပွဲဝင်နေကြတယ်။စစ်တပ်ကစစ်သားတွေကိုဇတိနာကြောင့်ဖက်ပြောင်းမှုတွေများတဲ့ဒီကိစ္စကရှိုင်းစမ်းကြမ်းကြုတ်တဲ့တန်ခတ်တဲ့စစ်ဖြစ်ပြီးနှစ်ဖက်စလုံးကထွက်ပေါက်အပြင်းထန်ရှာနေတယ်။ငလျင်မြောက်ဆက်တွေကိုမြမပြည်သူများမလ29ရက်နေ့မှာလိလာတဲ့အခါအပြည့်စင်းတွေအောက်မှာပြိမိနေသူတွေရဲ့အော်ဟစ်တန်တွေကမြို့တွေမှာပဲ့တင်ထပ်နေပြီးပြည့်စင်းမှု တိုင်းသားက ပုံပေါ်လာစတာရှိရင်ငလင်းတန်းကြောင့်ပြိုကျပျက်စီးသွားတဲ့နေပြည်တော်စေတွေကိုလည်းတွေ့ရပါတယ်။ပြည်ပမှာပုံမကောင်းမွန်တဲ့အလုပ်ကိုင်းနေရှာဖို့နိုင်ငံမှထွက်ပြေးလာတဲ့လူငယ်ပညာတတ်တွေနဲ့တအုပ်ဖြစ်သူကိုကျော်ကစင်ကာပူနိုင်ငံမှာအလုပ်လုပ်ကိုင်းနေမိဘများဇနီးအသက်၄နှစ်နဲ့9နှစ်အရွယ်သမီးနှစ်ဦးထံငွေပြန်ပို့တဲ့ငလင်းတွင်မန္တလေးမှာသူတို့နေထိုင်တဲ့ကွန်ဒိုမီနီယံပြိုကျတဲ့အခါသူတို့အားလုံးတည်ဆုံနေ၎င်းတို့ရဲ့အလောင်းတွေကခန်းမတစ်ခုမှစုပုံထားတဲ့အလောင်းတွေနဲ့အနေငယ်သားဖြစ်ပြီးမြုံနယ်တကြုံရမယ့်နေရာမရှိကိုလိုနီခဲ့လို့နောက်ပိုင်းအများစု ုမှမြန်မာကိုယ်စားအာဏာရှင်များအုပ်ချုပ်တဲ့ပိုချုပ်မျိုးဆက်တွေက၎င်းတို့မူဝါဒနဲ့ဆုံးဖြတ်ချက်တွေကိုလမ်းညွှန်ဖို့နှက်ခတ်တဲ့ဘီနင်းစရာတွေကိုအားကိုးကြတယ်။စစ်ကောင်ဆောင်အောင်တန်ဦးကညီအမတော်ဆက်သူတုံးမှတက်ဆင်စကားပြောတဲ့အကြမ်းမြင်စရာမှာဣတီထံမှာအကြံဉာဏ်တောင်းနေ အဲ့ဒီညီမတော်ဆက်သူကအီတီကွဲလွန်ပြီးရဲ့နောက်မှာပဲဆက်လက်ဟောနေသူနဲ့သူ့ရဲ့ဟောကိန်းတွေကမမန်းလို့ရခင်ကသူ့ရဲ့ဟောကိန်းအတွက်ငွေအမြောက်များပေးခဲ့သူကပြောပါတယ်။ရခင်ကထောင်လိုင်းအကြီးကဲကသူ့ရဲ့အာဏာကိုအမောတင်ဖို့တက်ရှိစင်ပြများစုဆောင်နေ။ရခင်ကစစ်ကောင်းဆောင်တအုပ်ကကိုးကနန်းနဲ့ပတ်သက်ပြီးအယူသီးတာကြောင့်နိုင်ငံရဲ့ငွေကြေးကိုလည်းအဲ့ဒီတိုင်သတ်မှတ်ပြီး55ကျပ်တန်းနဲ့60ကျပ်တန်းများထုတ်ဝေတယ်။လက်ရှိစစ်ကောင်းဆောင်မြောင်လိုင်းကသူ့ရဲ့ကုန်သတင်းကြော်စောစေဖို့ဖိအားများနဲ့နေပြီးတော့မှအလွန်ကြီးမားတဲ့ဗုဒ္ဓဆင်းတူတော်ကြီးကိုအနီးကစား ာတင်တဲ့သူလဲစင်ပြူတော်များစုဆောင်ထားတယ်။ဘိုးချုပ်များအတွက်အကျိုးဆက်များဆုံးဟော့ကင်က2005ခုနှစ်ကဟော့ကင်ဖြစ်တဲ့မြန်မာရဲ့မြို့တော်ကိုရှန်ကုန်မှာနိုင်ငံအလဲပိုင်းရှိအဲ့ဒီတုန်းကအမည်မပေးရသေးတဲ့စောင်းလုံးရီလုပ်ငန်းခွင်ကိုအခါတော့ပေးသူတွေပြောတယ်မင်္ဂလာရှိဆုံးချိန်မှာပြောင်းရွှေ့ရဲ့ပီရင်စရာတွေနဲ့တိုင်ပင်ပြီးရနောက်ကုန်တင်ကားတွေကနောက်မှာနေပြည်တော်လို့ခေါ်တဲ့နေရာကိုစတင်ထွက်ခွာပြောင်းရွှေ့ရတယ်။ အဲ့ဒီနေ့မှာအဲ့ဒီမြို့တော်တဲ့ကိုတောင်တန်းများဖြင့်ကာယံထားပြီးရန်ကုန်ကိုရှိချောင်းမှာတိုက်ခိုက်မခံရနိုင်ဘူးမြို့တော်ဟောင်းနေအီယာရီမြို့ဝကျွန်းပေါ်ကို2008ခုနှစ်ကနာဂစ်မုံတိုင်းတိုက်ပြီးလူသသောင်း3000ကျော်သေဆုံးပျောက်ဆုံးတဲ့အခါနေပြည်တော်ကအရာမယွင်ပိုကျောက်တွေကခန်းထားတဲ့လမ်းမကြီးပြီးကြီးမားတဲ့ဝင်ကြီးဌာနတွေနဲ့ပင်ကွင်းငှက်အစစ်များကိုရှင်ခဲ့ပြမထားပြီး၎င်းတို့ရဲ့ခံကြုပ်မြို့တော်အတွက်ဂုဏ်ယူကြတယ်ဒါပေမဲ့မလ28ရက်နေ့ကငလင်ကနေပြည်တော်ကိုအလွတ်မပြီးဝင်ကြီးဌာနရုံးများအကွဲကုန်နေမရောက်နိုင်ပါဝင်ထိတ်တန့်ခေါင်းဆောင်တွေရဲ့ တပ်ပုံများကျမ်းပြင်ကိုပြုံးကြတယ်မြို့တော်မှာလေကြောင်းထိန်းချုပ်ရေးမျှော်စင်ပြုကြပြီးလူအနည်းဆုံး9ဦးသေရလို့စစ်ကောင်စီမီဒီယာကဖော်ပြပါတယ်တိတ်မဝေးလာတဲ့တောင်တန်းများမှာတော်လိုင်းအင်အားစုတွေစောင့်ကြည့်နေတယ်တော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသမှာအထက်မြင့်အဆောက်အအုံနေတာကြောင့်မလ28ရက်နေ့ငလေးမှာ၎င်းတို့ထိကိုက်မှုနေတယ်မန္တလေးစကိုင်းနဲ့ကြောက်စဲကဲ့သို့မြို့ပြဒေသခံတွေအပြက်စီးတွေကိုလက်ချီးတတ်တဲ့တူပေါ်ပြီးရှင်းကြံနေသူတွေကိုရှာဖွေဖို့အုတ်ခဲတစ်ခုချင်းဖယ်ရှားနေချိန်မှာစစ်တပ်ကအကျင့်ဟောင်းတွေပြန်လည်စတင်လာတာဖြစ်တယ် မန္တလေးနဲ့နယ်နိမိတ်ထိစပ်နေတဲ့ရှမ်းပြည်မြောက်ပိုင်းမှာမန်လာ28ရက်နေ့ညကစစ်ကောင်စီဂျက်တိုက်လီရင်တွေကတော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့နောင်လင်းကျင်းရွာပေါ်ပုံကျဲနေအခုအချိန်မှာထိခိုက်ဒေဆုံးမှုမရှိတော့လဲရက်ကေးနေရက်ကအနည်းရှိကျင်းရွာတွေကိုပုံကျဲတိုက်ခိုက်မှုတွေမှာလူလေးဦးသေဆုံးတယ်အဲ့ဒီမြို့နယ်တွေမှာပဲရက်ကင်းတပတ်ခွဲကဖခင်ကြောင့်တခုမှခိုးလုံးနေလူ၁၀နေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးနေငလင်းကာလာမှာလေကြောင်းတိုက်ခိုက်တာကိုမယုံနိုင်လောက်အောင်ဖြစ်ရကြောင်းနောင်လင်းကျင်းရွာမှာလွင့်ညီဦးကပြောတယ်မင်းအောင်လိုင်းကမြန်မာကိုလူတက်ကွင်း ဖြစ်အောင်လုပ်နေရလို့၎င်းကပြောပါရယ်စစ်ကောင်းဆောင်နေရဲ့ဘေးရင်နခတ်ပေါ်ယုံကြည်မှုမကြဆင်းကြောင်းစစ်ကောင်းစီထိတ်တန့်အရာရှိတွေကိုဟောပြောပြီးနေတဲ့ရန်ကုန်မှာဘေးရင်ဆီယမတအုပ်ကပြောပါရယ်၎င်းတို့ကနိုင်ငံမှာအာနာယောနေစီကမှုယုံကြည်မှုကိုဖတ်တွင်ထားကြတယ်လို့၎င်းကပြောပါရယ်မင်းအောင်လိုင်ကအာနာတီမြဲအတွက်ဗုဒ္ဓဘာသာအဆောင်လက်ဖွဲ့ကိုအလွန်အားကိုးကြောင်းအမိမဖော်လို့တဲ့အဲ့ဒီဘီနင်းဆီယာမားကပြောပါရယ်စစ်တပ်မှအစင်းမြင့်စီကတ်သူတွေရှိတာကြောင့်အမိမဖော်လို့ခြင်းဖြစ်ပါတယ်မလ29ရက်နေ့မနက်မှာစစ်တပ်ကဂျာကန်တောက်ကတုထန်ဖုံးဆက်ပြီးမြန်မ ြန်မာစစ်ကောင်စောင်းအာဏာခံမြိုင်ရေးအတွက်ကူညီဖို့ပြောကြောင်းအဆိုပါဘီနင်းဆီယာမကပြောပါတယ်။အဆောင်လက်ဖွဲ့တစ်ခုအမြင်နဲ့ဝစင်ထားဖို့၎င်းကရတရားပေးလိုက်တဲ့ဒါဝိမင်းငလင်းကအဲ့ဒီပို့ချုပ်အတွက်အတိတ်နမိတ်မကောင်းကြောင်းဘီနင်းဆီယာမကပြောပါတယ်။